ကျွန်တော်ကဟိုပုံပုံလေးနှပြောအညာမှာမွေးတဲ့အခါကျတော့အညာရဲ့ကာရိုက်တာလေးတွေဒလိစရိုက်လေးတွေပေါ့ကျွန်တော်ဒါလေးတွေကိုဟိုဖော်ကျူးတာပါအကြောင်းအရာတော့ဒီဟာရွှေတုံဖျားတွေပဲရေးခဲ့တာများပြီပေါ့ ရင်ပကြီဆရာကြီးနှစ်ဦးဖြစ်ကြတဲ့ပကြီဘားခိုင်နဲ့ပကြီဝင်းတင့်တို့တွဲဖက်ပြသခဲ့တဲ့ BMW လို့အမည်ပေးထားတဲ့ပကြီပြပွဲကိုတော့ Channel 24မြန်မာမှာရိုက်ကူးတင်ဆက်ပေးလိုက်ရပါတယ်။ ိုပါပြပွဲမှာတော့ဆရာကြီးနှစ်ဦးကမိမိတို့ရဲ့စိတ်ကူးစိတ်တန်းလေးကိုမတူကွဲပြားတဲ့ကိုပိုင်ရေးဟန်နေတဲ့အတူပုံဖော်ရေးဆွဲထားကြတဲ့ဗကြီးလက်ရာတွေကိုနှစ်လူပွဲတွေ့မြင်ခန်းစားရမှာလည်းဖြစ်ပါတယ်။ ေးသားလေလို့အဲကျွန်တော်ကတော့အော်တိုဘာအောင်ကြီးပါကတ်တုန်လည်းရေးပါလေစာလည်းရေးပါလေနော်ခုဒီပကြီးပြာဝဲကိုတယောက်ကနေပြောလိုက်လို့ရောက်လာတာဆရာဦးဝင်းတင်တို့ဘာလို့ညာလို့ပေါ့လေကောင်းပါလေသူဆိုတာကယုံကြည်မှုဟာအောင်မြင်ခြင်းပဲယုတုကျေးအောင်မြင်ခြင်းပဲကိုလိုက်နဲ့ကိုကိုသွားကြတာ ရှင်းလို့ပြရရင်ပကြီးဆိုတာကတော့စိတ်ထွက်ပေါက်တစ်ခုပဲသူတို့ရေးချင်တာရေးမယ်လုပ်ချင်တာရေးလုပ်မယ်အဲ့ဒီမှာမှပရိသတ်ကလည်းခံစားပြီးတော့ဝယ်ချင်လည်းဝယ်မယ်မဝယ်ချင်လည်းဝယ်ဒါပြောလို့တော့မရဘူးဒါပေမဲ့ခုနောက်ပိုင်းမှာကျတော့ဂရတီကြီးများလာတယ်เนาะပကြီးကားလေးကြီးစုရတူကြီးများလာကြပြီအဲ့ဒါလေးကတော့ဝမ်းသာစရာပဲဒါပေမဲ့နိုင်ငံတကာကိုထိုးပေါက်တို့တော့ဒိုသေးတယ် ခုနှစ်ယောက်ပြလေတယောက်တစ်မျိုးစီနော်နှစ်မျိုးခံစားရတာပေါ့ဆရာဦးဝင်းနေဆိုလဲသူယုံကြည်အားနဲ့ပြတယ်နောက်ဟိုဆရာတယောက်ဆိုလဲနော်ရှုကင်းလေးတွေကြီးလက်လေးတွေနော်လွားလေးတွေလွားလဲလေးတွေဖျားเจ้าကံလေးတွေထမ်းပင်လေးတွေနော်ကိုယ်ဦးစင်းနေဆုံးကကြွားလဲပါညာလဲလဲရှင်ဆုံးပြရအောင်အရသာတစ်မျိုးပေးတာပေါ့လေตาကျွတ်တဲ့နှက်ပါလေအိုင်ဒီယာတွေလည်းရပါလေ သူတို့တွေဘလို့ရေးကြတယ်လဲကိုလည်းတစ်ချိန်လာကြရင်ရေးဖို့လည်းစိတ်ကူးရတာရှိပါလေနော်အားလုံးကျေးဇူးတင်ပါတယ် ကျွန်တော်နာမည်ကကဲစုတာပေါ့ပကြီးလေးဆွဲတယ်ကျွန်တော်ကဒီစာလေးရေးတယ်အင်္ဂလိပ်လိုမှလိုပါရေးတယ်နောက်ပြီးတော့စာရေးတဲ့ခါမှလည်းကျွန်တော်တို့ဒီဝတ္ထုရေးတယ်ပြီးတော့အနုပညာဆိုင်ရာအဆောင်မှလည်းရေးတယ်ပေါ့နော်ဒီဘွဲမှာကြာတော့အဓိကကနှစ်ယောက်သလုံးနဲ့ကျွန်တော်တို့ကညီကိုလိုရင်းနေတာကိုကိုပါခိုင်နေတယ်ရင်းနေတယ်ကိုဝင်းတဲ့နေတယ်ရင်းနေတယ်ဒီမှာကတော့ဒီအပါကဒီပါနှစ်ယောက်သလုံးကတော့ဒီမြန်မာမှု base နဲ့သူတို့ကဆွဲကြတာပေါ့သူတို့တို့တပြင်းကတော့ဒီမြန်မာဒီ traditional ပါလေးပေါ့ဒီမြန်မာတုန်းကမှရှိတဲ့ ဒီနေမှုတိုင်းမှုပုံစံလေးတွေနောက်ပြီးတော့ဒီဘာဘာရိုးရာရင်ကျေးမှုပေါ့နော်ဒီ culture ပုံစံလေးတွေဒီကားလေးတွေမှာအားမျိုးတွေအများဆုံးတွေ့ရတာပေါ့ပါရှင်တော့နောက်နောက်ဦးပေါ့နော်ဗကြီးဆရာနှစ်ယောက်ပူပေါင်းပြီးပြောဖို့ပြောဖို့ရတော့စီစဉ်ထားတာတော့ကြာပြီဒါပေမဲ့ဟိုမသိပြီးတော့မရေးပြဖို့ဖြစ်နေတယ်လေအဲဒါကြောင့်ဟိုခုမှပြတ်ဖြစ်သွားတာပါဒီစာကဂလာရီယာတို့စီစဉ်ပေးတာပေါ့နော်ဘယ်လိုလဲ ူမချိုးပေါ့။ညသောဖျားကတော့ဒီရွှေကုံရွှေတကုံဖျားမှာသူကအဲ့ဒီရဲ့မြင့်ကွင်းတွေကိုအာရုံရပြီးရေးပြခဲ့တာများတယ်။ဒါပေမဲ့အဲ့ဒီရေးတဲ့ပုံစံကတစ်ပြေးတစ်ပြေးနဲ့ဟိုဒီတိုင်းယူရယူတဲ့ခါကျတော့နည်းနည်းအပြောင်းလဲတစ်ခုဖြစ်နေတာနဲ့ဆန်သမှုကိုတူတူရောက်လာတာပေါ့နော်။ကျောင်းနဲ့ဒီရေးပြတာပါ။အကြောင်းအရာတော့ဒီဟာရွှေတကုံဖျားတွေပဲရေးပြတာများတယ်ပေါ့။ပုံမှန်ကတော့ဒီဖျားမှာတော့ဒီအဝါရောင်ကသူကတွန့်မှုထားတာလေ။ဒီတကယ်အာရုံပြုတ်ရဆိုရင်အဝါရောင်မရွှေပေါ့။ เนาะအဲ့ဒါပေါ့အဲ့တော့ဒီအွားရောင်အခြေခံပြီးတော့ပဲသူ့ကိုဒီပစ္စည်းကားတွေဖွဲ့လိုက်တာပေါ့နောက်ပြီးတော့အွားရောင်လည်းနည်းနည်းကြိုက်တယ်နောက်ဦးဒီအွားရောင်ကဘယ်လိုဖြစ်သလဲဆိုလို့ရှိရင်သူကဟိုနည်းနည်းစိတ်ကိုဟိုတင်းနေလန်းဆန်းစီတယ်ပေါ့နော်သူကပွင့်လင်းစီတယ်ပေါ့အဲအဲ့ဒါကြောင့်ဒီအရောင်တွေရေးတာဒီရေးပြတဲ့အကြောင်းအရာတော့အရင်တော့တော့ဒီရွှေလုံစီးစီးဆိုပြီးတော့ရွှေလုံနဲ့ပတ်သက်တဲ့အတွက်လိုက်ရေးတယ်အဲ့တော့တဘာဝကိုနည်းနည်းအခြေခံထားတယ်ညတွေ ဒီနောက်ရေးချက်တွေအဲ့ဒါတွေဦးစားပြီးလုပ်ခဲ့တာပေါ့နောက်ပိုင်းကျတော့ဦးကပတ်တံပဲနည်းနည်းရောက်သွားတယ်ဂျောမက်ထရီရဲ့ shape တွေပေါ့ဒါပေမဲ့ရောက်သွားတယ်ဆိုရင်လည်းတခါကျတော့တဘာဝနဲ့ပြန်ပြန်ပြီးတော့သွားပြီးတော့ပြန် shape မိနေတာပေါ့နော်အဲ့တော့ဟိုမြောက်ဒီမြောက်ဖြစ်နေတဲ့ပကြီးကားလေးတွေဖြစ်နေတာပေါ့နော်အဲ့ထက်ကမှဒီဒီဟိုလွတ်လွတ်မြောက်မြောက်နဲ့ကောင်းသွားတဲ့ပကြီးကားလေးတွေလည်းရှိပါသေးတယ်ဟွာဒီကလေးတွေကတော့အခုဟိုတော်တော်များများပေါ့နော်လူငယ်တွေဝါသနာရှင်တွေကအကုန်လုံးဟိုပါပေါ့လူကြီးလူငယ်မျိုးအားလုံးရေးလာကြတယ် ရေးလာကြတာဒါကတကယ်ကောင်းတယ်အဲ့လိုမျိုးရေးလာကြတာဖြစ်တဲ့အတွက်ဒီဟာဒီပညာရကသူတို့တက်လာတယ်ပေါ့နော်ဒီလိုရင်းရင်းနဲ့လည်းသူတို့ကိုယ်တိုင်ခြောက်ွေးတွေးစီလာလိမ့်မယ်သူတို့ကိုယ်တိုင်ထပ်စီးဝူးရမယ်ဆိုတာလည်းသိမယ်တချို့ကြတော့လည်းရင်းရင်းနဲ့ပဲအဲ့လိုမျိုးတွေးစီသွားတာတွေရှိတယ်ပေါ့ဒါကတော့ကျွန်တော်ကြိုးစားမှာပေါ့နော်ဒါကောင်းတယ်ဟောပေါ့ဒါလက္ခဏာတရားပေါ့နော်ကျွန်တော်နာမည်ဘာခိုင်ပါဆရာဦးဝင်းတင်းနဲ့ ကျွန်တော်နဲ့ပွဲလို့ပြချင်းရဲ့အကြောင်းရင်းရတော့အဓိကတော့စာကဂလစီပေါ့ပိုင်ရှင်ပေါ့ဗျာကိုတစ်တို့တုံတုံတို့ရဲ့စီစဉ်ပေးမှုရကျွန်တော်ဒီပွဲလေးကိုဖြစ်သွားတာပါပဲအဲဒီစီးကြီးကဟိုကျွန်တော်ဖြတ်တန်းခဲ့တဲ့ဒီအတွေ့အကြုံတွေပေါ့နော်ဟိုဒေသနဲ့လည်းဆိုင်ပါပါကျွန်တော်ကဟိုပုံပုံလေးနပြောအညာမှာမွေးတဲ့အခါကျတော့အညာရဲ့ကာရိုက်တာလေးတွေဒလိစရိုက်လေးတွေပေါ့ကျွန်တော်ဒါလေးတွေကို ဟိုဖော်ကျူးတာပါမမဒီမန္တလေးဆိုရင်1950ပါဝင်းကျင်လောက်ကကျွန်တော်တို့ကျွန်တော်အဲ့ဒီမှာဖြတ်သန်းနေထိုင်ခဲ့တဲ့မြင်ကွင်းတွေပေါ့အတွေ့အကြုံတွေပေါ့နော်အဲ့ဒီခေတ်ကဟာလေးတွေပေါ့နော်ကြီးလက်လက်ကြီးလက်ရဲ့သဘာဝဒါလေးတွေကိုကျွန်တော်ဟိုခန်းစားရေးဖွဲ့တာပေါ့ပေါ့ဒီဒါဒီသဘောပါခင်ဗျဟောပါကျွန်တော်ကဟိုအိမ်တော်ကြတော့မိုးရွာသူနဲ့ကြတာပေါ့အဲ့တော့မိုးမာမာတို့တို့ ဟိုအမြင့်တို့ဘာတို့မှာဒီကျွေးလက်ဈေးလေးတွေရှိတယ်အညာဈေးကတော့ဟိုဒီဒီနေချင်းမြန်ဈေးလေးတွေပေါ့အဲ့ဒါကွင်းခေါင်ခေါင်မှာဈေးတွေတွေရောင်းကြတယ်အမိုးကလည်းမရှိကြဘူးလေအဲ့ကွအဲ့ဒီရဲ့မြင်ကွင်းတွေပေါ့အဲ့ရဲ့ရိုက်ခတ်မှုတွေပေါ့နော်အဲ့ဒါလေးတွေကိုကျွန်တော်ခန်းစားပြီးရေးဖွဲ့ပါတယ်ပေါ့ဒီဒီဒီရသော်ပြင်းတော့အညာကာရီတာလေးတွေပါအဲ့အဲ့ဒီဟာလေးတွေပေါ့အများစုကတော့ကျွန်တော်ဗမာပြည်မှာတော့အများစုကတော့ realism ပေါ့ အဲ့ဒါကိုအရေးများတယ်နောက် academy niche နဲ့အရေးများကြတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီဒီဟောပေါ့ဒီလိုဟိုဖြတ်သန်းမှုတွေကတော့တဖြည်းဖြည်းနဲ့တော့သူကသူဟို ပြောင်းလဲလာတာပေါ့လေဒီ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 အနုပညာရဲ့သဘောတဘာဝလေးတွေပေါ့နော်ကျွန်တော်လည်းခုနပြောလို့ပဲဟိုဆရာဦးအောင်စိုးရဲ့စကားပေါ့နော်သူကပကြီးကားဆိုတာတဲ့ဒီဇိုင်းရဲ့အယုတ်ရဲ့အရောင်ရဲ့ဖွဲ့စည်းတာတာ ကျွန်တော်လက်ရှိရေးနေတာတော့ရုပ်နဲ့ဒီဇိုင်းနဲ့အကြောင်းပေါ့နော်အဲအဲ့ဒီကနေပြီးတော့ကျွန်တော်ဖိဖိချင်းတော့ရွေ့မှာပေါ့ဗျာမအစ်စီဆိုလို့ရှိရင် realism တရုပ်မှာပေါ့ပြီးရင်ကျွန်တော်တို့ impression အလင်းနဲ့အကြောင်းဖောင်းဝယ်ယူတာအဲ့ဒါပြီးလို့ရှိရင် cubism တို့ surrealism တို့ expression တို့အဲ့လိုပေါ့တို့အစ်စီနေတော့ရှိတယ်အဲ့ဒါတော့ तू ကသူပကြီးဆရာရဲ့အဓိကတန်ရာတန်ရာပေါ့စိတ်ကူးစိတ်တန်းတန်ရင် तू က impression နဲ့အဲ့လို ုံဖော်တာပေါ့နော်ရုပ်ဘထူတော့နောက်တွေပါဒီဟိုဟိုပုံဖော်တဲ့ခါကျတော့ကျုပ်ပစ်သူဘာသူဆိုတာကဒီရဝတုတွေကိုဒူးတယ်ဒီချိုးခွဲပြီးတော့ရေးကြတာပေါ့ဟိုအဲ့ဒီသဘောတဘာပါလေးဆိုတော့ကျွန်တော်ဟိုလေ့လာမိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ပကြီးရေးတယ်ဆိုတာကဒါလည်းဟိုကျွန်တော်စကားမဟုတ်ပေါ့ဟိုကျွန်တော်တို့ဟိုဒီပကြီးဆရာကြီးတယောက်ပေါ့နော်ဟိုဟာပေါ့သူပြောခဲ့တာပါဆရာပေါ်ဦးတက်လည်းပြောခဲ့တယ်နောက်တစ်ခါ အရှာမေးတဲ့နာမည်ကအဲ့ကဗကြီးရဲ့တဘာဝခက်ပြိုင်ဗကြီးဘလို့ရေးမလို့ပေါ့ရန်ကုန်ဘတ်ဆွေအုတ်ထောက်ကြာပြီပေါ့နော်အဲ့တော့ရန်ကုန်ရွှေတူကြီးအနေငါသားတို့မွေးချင်မှာဟိုလေရှိငယ်တုံးနေမှာပေါ့အဲ့ဒီတုန်းဟောက်က60ဘာဝင်ချင်နေမှာပေါ့သူကအဲ့ဒီမှာဂျာနဲ့တောင်မှတကြပြားချောက်ချယ်တယ်အဲ့ဒီထက်မှဆောင်းပါးလေးတွေဖပူးတယ်အဲ့ဒီမှာသူကဘာပြောတာဆိုခက်ပြိုင်ဗကြီးကိုရေးရင်တဲ့သူကအတတ်ပညာပါမယ် နော်နောက်ခံစားမှုပါမယ်နောက်စိတ်ကူးစိတ်တမ်းပါမယ်ဒီသုံးခုနဲ့ဒီပကြီးကိုဖွဲ့စည်းထားတာပေါ့အဲ့တော့ဟိုအတတ်ပညာကတော့ပကြီးရေးတဲ့အတတ်ပညာပေါ့အဲ့တော့အတတ်ပညာအားနည်းရင်တန်ဖိုးမဲ့တဲ့ပကြီးကအဲ့လိုမှတ်သားရတယ်စိတ်ကူးစိတ်တမ်းအားနည်းရင်လည်းသူကပြင်းညင်းငွေပဲပကြီးကခံစားမှုမဲ့ရတယ်ဘာအသက်မဲ့တဲ့ပကြီးကပေါ့အဒီသုံးချက်လေးကိုပွက်နွယ်ပြီးတော့ပေါ့ညီညွတ်အောင်ဟိုဖန်တီးရတဲ့ အနုပညာကိုခေပြိုင်ပစီလို့ဖတ်ဖူးပါတယ်။အဲကျွန်တော်ကျွန်တော်လည်းခုနလိုပေါ့ဒီကနေပြီးတော့ရွေးဖို့ပေါ့နော်ဖြည်းဖြည်းချင်းအဲ့လိုပဲစင်ခဲပြောင်းလဲမှုပဲတော့ကျွန်တော်စူးစမ်းနေပါတယ်။ဒီလူငယ်ရဲ့တဘာဝပေါ့နော်သူကစူးစမ်းရှင်တာလိမ့်လည်နေတာပေါ့နော်ကဘာရဲ့အကြောင်းတွေလောကကြီးအကြောင်းတွေရောစူးစမ်းကျင်တော့အာယုန်တွေထွေပြရတာပေါ့အဲ့တော့လူငယ်ကဘာကိုစိတ်ဝင်စားမလို့ဆိုတော့တစ်ဟိုပါပေါ့ဗျာအာကစားတော့နောက်နောက် စာပေလိုက်စားတာတို့ဒီအမှုပညာလိုက်စားတာတို့ဒီလိုအချက်လေးတွေနဲ့လူငယ်ဘဝကိုသူဖြတ်တန်းတင်တာပေါ့အဲ့တော့အဲ့ဒီထဲမှာလည်းဒီအမှုပညာအခုပါဝင်တယ်လေအမှုပညာဆိုတာကတော့ဟိုဒီကျွန်တော်တို့ရေးတာရတ္တပစ္စည်း5 up ပေါ့အဲ့တော့ရတ္တပစ္စည်းကဘယ်လိုပြောပါမလဲလူတွေရဲ့ခံစားမှုတွေဒီမြင်ကွင်းတွေတွေ့ကြုံတွေပေါ့နော်အဲ့ဒါလေးတွေကိုကြောင်ပံ့ပိုးတာပေါ့ဗျာမဟို ဘာသာရေးစာအုပ်လေးတွေနဲ့ဟိုတွဲတဲ့မြင်ကွင်းလေးတွေဆိုရင်စိတ်ထဲမှာနုညံ့ပြောင်းပြောင်းတာတို့ဟုတ်တော့မလားဒီကိုဒီဒီဒီမြမပြည့်ရရှုခင်းနေတာကိုတိုက်ပြည်နဲ့ကိုလူမျိုးယဉ်ကျေးမှုကိုနှစ်သက်စီတာပေါ့ဗျာနောက်ဗမာဆိုတော့ကျွန်တော်တို့ခုဖြတ်တန်းနေဆိုမှလို့ကျွန်တော်တို့ဗမာလူမျိုးလေတော့ခက်ကတာရွေးနေတာလေကျွန်တော်တို့အလေးထားဒီဒီသဘောတဘာဝတွေကိုခေါ်ထုတ်မှဒါပဲ ပကြီးဗမာပကြီးစစ်စစ်ပြင်းမှာပေါ့ဗျာသူများနိုင်ငံအကြောင်းအရာတွေပါတော်ထုတ်နေုံနဲ့လည်းဟိုမဖြစ်ဘူးပေါ့နော်ဒါကတော့ကျွန်တော်ခန်းစားချက်ပါဟိုလွှဲချင်လဲလွှဲနိုင်တာပေါ့နော်ဟုတ်ကဲ့ပါ အခုလိုဆရာဦးဝင်းတင်းနဲ့တွဲဖက်ပြီးတော့ပြတာရာလဲဂျင်းနတ်ဂုံယူပါတယ်ဟိုကိုရဲ့ဖန်တီးထားတဲ့အမှုပညာလေးတွေကိုအများရှိမှာချပြခွင့်ရတဲ့အတွက်လဲကျေးဇူးတင်ပါတယ်ညီလေးတို့24ကိုလည်းကျေးဇူးတင်ပါတယ် အခုလိုမြမရိုးရပကြီးကိုခြေခံပြီးတော့ပုံဖော်ဖန်တီးရေးဆွဲထားတဲ့ဝါရီပကြီးဆရာကြီးနှစ်ဦးရဲ့လက်ရာတွေကိုကြည့်ရှုခန်းစားခြင်းနဲ့ဆိုရင်တော့ရန်ကုန်မြို့လမ်း90အလဲပရောက်မှာရှိတဲ့စာကဂယ်လရီမှာစက်တင်ဘာလ28ရက်နေ့မှာအောက်တိုဘာ1ရက်နေ့ထိပြသသွားမယ်လို့လည်းသိရပါဗျာ။